တွေ့ရှင်စင်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့20ရက်10လ25ပေါ့နော်အခုနေညနေခင်းတော့ပါနော်မနေ့မနေ့ကမအားလို့ပေါ့နော်မနေ့ခင်းတော့မတင်ပြလိုက်ရဘူး sorry ပေါ့နော်ညနေတဲ့ကိုနေပါလိမ့်ရှင်ညနေခင်းတော့အခုသွားရအောင်နော်ဒါဆိုလို့ရှိရင်ဒီဘက်မှာ take ကိုအရင်ဦးဆုံးပြပြ အဆိုရင်ဒီမှာရှိနေတာကငါငါနော်ငါကဗေဂန်နေပေါင်းပါလဲဆိုတော့ဒီမှာရှိတဲ့196 3လုံးပေါင်းမယ်19ပေါင်းတော့ခွန်း6ပေါင်းတော့တော့ငါနဲ့ခတ်သုံးဆိုပြီးတော့ရတာလေနော်ဆက်သွားရအောင်ဒီပေမှာကျတော့3 3ဟာဆိုရင်ငါရှင်းနဲ့3လုံးပေါင်းမယ်ရှင်းနဲ့ပေါင်းတော့3ည3ည6နဲ့ငါနဲ့ပေါင်းတော့ငါပေါ့နော်3နဲ့ခတ်ငါဆိုပြီးတော့ရတာလေဒါဆိုဒီပေမှာ6ဟုတ်ပြီနော်464 ုတ်နော်၄6 sorry ပါနော်၄6ပေါင်းတော့၃ည၃ညနဲ့၄နဲ့ပေါင်းတော့၄9ရဲ့ပေါင်းပါ၄ဆိုပြီးတော့ရတာ ਨੇ ဒါဆိုရင်ဒီတစ်ခါဒီမှာရှိနေတာက၁၁တက်ကဆိုရင်ဒီမှာလာမယ်၃ညရဲ့ဒီမှာလာမယ်ထိပ်စီးတစ်လုံးရဲ့ဒီဘက်က၃ညရဲ့ ါเนาะသုံးလုံးပေါင်းမယ်ဆိုရင်ပုံမှန်တော့ net ခန့်နဲ့ power နဲ့ဆိုတဲ့အကြောင်းမို့လို့တက်အဖြစ်မလဲဆိုပြီးတော့ equal power net ခန့်နဲ့ပဲသွားပါမယ်တကြီးများချင်းတက်တရဲ့ power 6တရဲ့ net ခန့်8သုံးလုံးပေါင်းမယ်ဆိုရင်16 8ဖြစ်ကမ်းเนาะဒါဆိုရင်ညီမတို့ကဏ္ဍလေးတွေအစားသွင်းရအောင်၃ညနဲ့၃ညနဲ့ပေါင်းတော့၃ညပဲပေါ့เนาะဒါဆိုရင်ဒီကဏ္ဍမှာလည်း၃ညနဲ့ပါနေပေါင်းပေါင်းဒီကဏ္ဍလေးပဲပြရတဲ့အကြောင်းမို့လို့သူကလည်း16 8ဆိုပြီးတော့16 8ထိပ်စီးသုံးလို့ရတာဟုတ်ပြီနော်နည်းနည်းလေးမြန်နေတာမသိဘူးเนาะ ောက်ကြနေပြီเนาะတနားရီထုံးနေပြီဆိုတော့လေဒီမှာရိုက်တောင်တနားရီထုံးနေပြီဆိုတော့အနေနဲ့မြန်မြန်လေးပဲတွားလိုက်မယ်เนาะဒါဆိုလို့ရှိရင်ဆက်သွားရအောင်၅ရက်နှလုံးပေါင်းတော့တော့နော်၅ရက်နှလုံးပေါင်းတော့တော့เนาะဘယ်ခဏလဲဆိုတော့ဒါဆိုရင်ဒီ၃ဝဆိုဒီမှာရှင်းနေတယ်၂၆၅လုံးပေါင်းမယ်เนาะ၂၆ပေါင်းတော့ရှင်းရှင်း၅ပေါင်းတော့တော့၃ညီမြချင်း၃ဆိုပြီးတော့ရတာတယ်เนาะဒါဆိုနောက်တစ်ပင်မှာလဲဒီမှာ၃၅၃၅နှလုံးပေါင်းတော့ပေါင်းရင်းရှင်းခုနအတိုင်းပဲရှင်းနဲ့ တော့သုံးလုံးပေါင်းမယ်ရှင်းနဲ့ပေါင်းတော့30 10နဲ့သုံးနဲ့ပေါင်းတော့တော့ရှင်းရဲ့ပါဝါသုံးစုပြီးတော့ရမယ်เนาะဒါဆိုရင်ဒီတစ်ခါကျတော့ဒီမှာ6လေး6လေးနှလုံးပေါင်းတော့လည်း3ဒီမှာဆိုရင်6လေးနဲ့ဆိုပြီးရမယ်ကိုလေးပေါင်းတော့3 3နဲ့ပေါင်းတော့9 3ရဲ့နှက်ခန်းငါနော် equal power နှက်ခန်းနဲ့ရထားတာဒါဆိုရင်ဒီမှာလေ1တုံညာနှလုံးပေါင်းတော့ပေါင်းချင်းတက်နော်1ရဲ့တုံညာရဲ့ဒီမှာလာမယ်အပိတ်တစ်လုံးရဲ့3လုံးပေါင်းမယ်ဆိုရင် equal power နှက်ခန်း တက်ချက်ပေါ့နော်တင့်ညီနိုင်ခြင်းတက်တက်ပါဝါ6တင်နာခတ်ရှစ်ပေါ့နော်တောင်းလုံးပေါင်းမယ်ဆိုတက်6ရရပါမယ်တင်းနဲ့ပေါင်းရင်နှလုံးပေါင်းတော့တက်နောက်တစ်လုံးနဲ့ပေါင်းလဲတက်ပဲဆို3ညထဲမယ်နော်နှလုံးပေါင်းခြင်းတက်နောက်တစ်လုံးနဲ့ပေါင်းရင်6 5ထဲမယ်နှလုံးပေါင်းခြင်းတက်နောက်တစ်လုံးနဲ့ပေါင်းရင်6ဆိုတော့5ထဲမယ်3ည5ခွန်ဆိုပြီးအပိတ်ရတာလေဒီဘက်မှာရတာတဲ့ထိတ်ကတက်6ရှစ်ပေါ့နော်တက်3ညတွဲမယ်တင်5တက်ခွန်ပေါ့နော် 6ခုံဆိုပြီးရမယ်နော်6 3ခုံဆိုပြီးတော့ကဏ္ဍလေးတွေရလာမယ်နော်ဒါဆိုလို့ရှိရင် င်အတွက်ပေါ့နော်ကစားရမယ်ကလန်လေးတွေပါနော်ဒါညီမရှာပြထားတာကိုချက်ပြချင်းဖြစ်ပါတယ်ကိုရောမတို့ချက်တူမီတဲ့တဲ့မဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးမညနေခင်မှာကံကောင်းပါစေဆုတောင်းပေးလိုက်ပါရရှင်အားလုံးပဲကျေးဇူးတင်ပါရှင်